လူတွေထင်တာကငါဟိုနေရာသေးသွားရင်စိတ်ငြိမ်းချမ်းသွားမှာပဲဒီနေရာလေးသာသွားလိုက်ရင်ငြိမ်းချမ်းသွားမှာပဲလို့ထင်နေကြတယ်တကယ်တမ်းတော့အဲ့ဒါဟာမမှန်ကြပါဘူးဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုဆိုတာအပြင်းမှမဟုတ်ဘူးကိုယ့်ရဲ့ရှင်တွင်းနေမှာသာဖြစ်ပါတယ်ဒီတော့ငြိမ်းချမ်းမှုကိုကိုယ့်ရဲ့ရှင်တွင်းနေကရှာပါ စိတ်ညစ်တဲ့ခြင်းဟာဘာမှမလုပ်ဘဲနေနေတာမဟုတ်ပါဘူးစိတ်ကြီးကြီးလင်းလင်းနဲ့အလုပ်လုပ်နေတာပါဒီတော့ဘဝမှာစိတ်ညစ်တတ်ဖို့လိုတယ်ဒါမှ အောင်မြင်မှုတွေနဲ့ရနိုင်မယ်စိတ်ချမ်းမြေ့မှုတွေနဲ့ရနိုင်မယ်စိတ်ညစ်တဲ့ခြင်းကိုရဖို့အတွက်အကောင်းဆုံးသောနိလန်ကတော့တရားထိုင်ခြင်းပဲဒီတော့နေ့တိုင်း တတ်နိုင်သလောက်ကလေးတရားထိုင်ကြည့်ပါစိတ်ငြိမ်းချမ်းတဲ့လူတိုင်းဟာဘဝရဲ့အမှုပညာရှင်တွေပါသူတို့ကသူတို့ရဲ့ဘဝတွေကိုလှပဖန်တီးနိုင်ကြတယ်စိတ်ငြိမ်းချမ်းခြင်းဆိုတာကအခက်အခဲမရှိတာကိုပြောတာမဟုတ်ဘူးအခက်အခဲတွေကိုအေးအေးစေးစေးရင်ဆိုင်နိုင်စွမ်းရှိတာကိုပြောတာပါစိတ်ငြိမ်းချမ်းခြင်းရဲ့လျှို့ဝှက်ချက်က လူချင်းတွေကိုရှော့ချပြီးတော့မှရှိတာတွေကိုဂျေစုတည်တက်ဖို့ပါလူတော်တော်များများကလူချင်းတွေအယံများတယ်ရှိတာတွေကိုလည်းဂျေစုမတင်ရဘူးဒီတော့အမြဲတမ်းပူပန်တော့ကရောက်နေရတယ်စိတ်ငြိမ်သက်မှုကိုဘလောက်ပိုက်ဆံနေမှဝယ်လို့မရနိုင်ဘူးဒါပေမဲ့အလကားရတယ် စိတ်ရင်းရင်းတဲ့သူဟာကပအချမ်းသာဆုံးလူပဲ။ဘာကြောင့်လဲဆိုတော့သူကသူ့မှာရှိတဲ့အရာတွေအားလုံးနဲ့ခြေနဲ့နေလို့စိတ်ရင်းရင်းမှုဆိုတာအတိတ်ကိုလွမ်းမနေအနာဂတ်ကိုမပူပန်ဖြစ်ဆုံးပန်ကိုပဲနေတတ်တဲ့အမှုပညာတစ်မျိုးပါ။စိတ်အေးချမ်းမှုရဲ့အရာတာကိုတကယ်ခံစားခြင်းတယောက်တည်းအချိန်ကြီးဖန်တီးယူလို့ စိတ်ရည်တတ်မှုဆိုတာအရာအလုံးလက်ခံပြီးဘာပေါ်မှမတောင်းလို့တဲ့နှလုံးသားရဲ့အခြေအနေပါဒါကတော့ကျွန်တော်တို့ငယ်ပြီးကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆိုလိုများတာဖြစ်ပါတယ်ကျွန်တော်တို့ငယ်ပြီးနဲ့မိတ်ဆွေတွေဟာလေဒီတစ်နေ့လေးပြောပြရှင်ရှင်နဲ့ဖြတ်တန်းရင်အောင်မြင်ပြောရှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကိုညာလေးအောင်ပါ